အင်္ဂလာပါရှင် AMC Fashion ကနေပြီးတော့ကျူဆူပါတယ်ဒီနေ့ကြာတော့ဒီပလုတ်တွဲလေးတွေလောက်တာလေးရှေးမှာဖြစ်ဖြစ်လက်မှာဖြစ်ဖြစ်အဲဒီနောက်လို့ကြောအဝိုက်တွေမှာပဲဖြစ်ဖြစ်ပေါ့နော်ပလုတ်တွဲယူတာလေးကို ပြပေးမယ်ဘူကကြာတော့ဒီမှာဂျေထမီရိုးလေးချုပ်ထားတယ်အင်ဂျီလေးလည်းရိုးရိုးလေးပါပဲအဲ့ဒါကိုဒီနောက်ကကြောအဟိုက်လေးမှာလေးပလုတ်တွဲလေးတွေလောက်တာလေးကိုပြပေးခြင်းမာတယ်နော်အင်ဂျီဒီဇိုင်းလေးကဒီလိုလေးပါ အဲ့တော့သူ့အထမေးမှာကဒီမှာအရစ်ခဲအရစ်လေးပါဆိုတော့ခဲရေးယူမယ်ပြီးတော့အဖြူဆိုတော့ sequence ဖြူပြီးတော့ပလဲဒီ၃မျိုးနဲ့ကို plot တွေ့လေးဘလို့လောက်ရလဲဆိုတာလေးကိုပြပေးချင်ပါတယ်မာဗီဒိုဖိုင်ရန်ရှီတို့မြန်နီးနဲ့ပြပေးမယ်နော်ကဲအချစ်လေးကကြတော့ထုံးစံတိုင်းမှာ၄ပင်ဘူးမဟုတ်ဘူးရိုးရိုးနှစ်ပင်ပါပဲအဲ့လေးကိုမှတတွဲကိုမြင်သာအောင်ဆိုပြီးတော့အရင်တီထားလိုက်တယ်နော်အာ ကြက်သီးလေးတွေဖြုတ်မယ်ပြီးတော့ကြက်သီးအရင်ကနေစပြီးတော့ထိုးသွားပေးမယ်ပေါ့နော်တခုကို0.5လောက်ချာပြီးတော့လေလက်မနဲ့ဆိုနှစ်စိတ်လောက်ပေါ့နော်အဲ့တော့ဒီမှာချီကိုတင်းနေရဆွဲလို့ရှိရင်ဒီမှာကြည့်အောက်မှလေဒီလိုတွန်းနေတယ် ကွေးနေတယ်ကိုကအဲ့လိုမဖြစ်ချင်ဘူးဒီဟာအဲဒီပလောက်တွယ်လေးတွေရဲ့သဘောကလေအဲ့လိုလှုပ်နေမှလှတယ်ပေါ့နော်အဲ့လိုလေးလှုပ်နေအောင်ဆိုလို့ရှိရင်ခြေကိုတင်းအောင်မဆွဲပါနဲ့เนาะအရင်တင်းအောင်ဆွဲလို့ရှိရင်ဆွဲလိုက်တာနဲ့အောက်မှာကောနေတာပဲကောလို့ရှိရင်မလှဘူးပေါ့နော်အဲ့တော့ခြေကိုပုံမှန်လေးပဲမတို့ခြေအာဟိုဟာအချီအချီထိုးပြီးရင်အဲခြေလေးတုတ်ပါမယ် เนาะဒီမှာပုံမှန်လေးပဲချထားပါသူအရင်ကောနေအောင်မဆွဲပါနဲ့ဒါလေးတစ်ခုတော့တတိထားရမယ်ဘလုတ်တွဲလောက်တာလေကဲအခုဒီလိုတီတာကဘယ်နှလုံးချလောက်တီလဲဆိုတာလေးကိုပြပေးမယ်ဒါကတော့မိမိစိတ်ကြိုက်ပါဘယ်နှလုံးလောက်ပဲတီတီပေါ့เนาะဒါမယူထားတဲ့ဟာကဒီအောက်မှာကြတော့ခရအဝါ sequence လေးက3စီယူတယ် နော်အာပြီးလို့ရှိရင်တော့ဒီမှာအာ sequence ချောင်းလေးတစ်ချောင်းရယ် plate တစ်လုံးရယ်ယူလိုက်တယ်ဒီမှာမြင်သားဒီလေးနဲ့ပြပေးမယ်နော်အဝါလေးပုံမှာအာ sequence စီ၃စီပြီးရင် sequence ချောင်းတစ်ချောင်း plate နော်ဒီလိုပဲအာဆက်ပြီးတော့ထုတ်သွားလိုက်တယ်နော် sequence စီ၃စီ sequence ချောင်း plate နော်အဲ့တော့အရှိကဘယ်လောက်ထိထိုးတာလဲဆိုတော့က အာအခုလေးလာနေတဲ့သူတွေကကြတော့မီမီအင်ဂျီဒီဇိုင်းပေါ်ကြည့်ပြီးတော့ရှင်းပေးပါမကဒီအင်ဂျီမှာယူထားတာဘယ်လောက်လဲဆိုတော့ဒီပလက်လုံးလေးကိုပဲရည်လိုက်တာမကလေပလက်လုံးလေးတကိုရည်ပြီးယူလိုက်တယ်ပလက်လုံးတီဆက်လုံးပြီးအောင်ယူပါတယ်ပလက်လုံးဆက်လုံးပြီးပြီးဆိုလို့ရှိရင်မဒီပလုတ်တွဲလေးတွဲတော့ရပြီပေါ့နော်ကဲရပြီဆိုရင်မအင်ဂျီမှာတက်ပြပါမယ် နော်တခုနဲ့တခုကွာဝေးသည်အာမတော့ဇီလိုပရိုဖိုက်ချားတယ်တကယ်လို့အာကိုကတစ်ထပ်လုံးပြီးပြီးဆိုမှအချော့တဲ့နေရာလေးနည်းကြတဲ့နေရာလေးတွေရှိတယ်အဲဆိုလို့ရှင်ပြန်ပြီးတော့ဖြည့်ပေပေါ်နော်ဒါလေးကကြတော့လက်လဲဝင်တယ်အချိန်လဲအာပေးရတယ်ပေါ့နော်ဒါပေမဲ့လှစေချင်တဲ့စိတ်နဲ့စချို့တဲ့သူတွေကလေကိုယ့်ရဲ့ customer လေးလှပါစေဆိုတဲ့စိတ်လေးနဲ့အခြေကုန်ပြန်ခံပြီးတော့ လုတ်ပေးဖြစ်တယ်ပေါ့နော်ထွက်လာလို့ရှိရင်လက်ရကောင်းလို့ရှိရင်အရန်ကိုမှကိုကအရင်ပီတိဖြစ်ရတာပေါ့နော်ကဲနောက်ထပ်တွဲကိုလည်းဒီလိုပဲယူပါမယ် sequence 3z ရဲ့ sequence 6အာပြီးတော့ပလဲသူ့လည်းဆက်လုံးပြအောင်ယူပါမယ်ဗီဒီယိုဖိုင်ရိတ်ထားတာတော့အရှိပဲပေါ့နော်အဲမလိုအပ်ပဲနဲ့လွယ်တဲ့ဟာလေးကိုရှိနေလို့မဖြန့်လိုက်တာနော် ဲ့တော့တတွဲရအောင်ပြန်ပြီးတော့မတို့တီးတယ်เนาะဆက်လုံးပြအောင်ပြန်တီးတယ် ဲဒီမှာဆက်လုံးပြီးပြီဆိုလို့ရှိရင်ဒီဘေးကနေကက်ပြီးတော့မာပြန်တည်လိုက်တယ်မာပလဲလုံးလေးကိုလေအာထိမ့်မှထားတယ်ဒီလား sequence လေးကိုမထားဘူးဘာလို့ဆိုတော့ကြည်လိုက်တာနဲ့မာပလဲလုံးကជីជីလေးနဲ့လေဒီမှာတဒန်းလုံးမြင်နေလို့ရှိရင်ကြည်ရတာလှတဲ့လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မာက sequence နဲ့အဆုံးမသက်ပဲနဲ့ပလဲလုံးလေးနဲ့အဆုံးသက်ထားတာနော်ဒီအပေါ်မှာလေကဲဒီလိုလေးရပြီအဲ့တော့မာကိုဆက်ပြီးတော့ဒီပုံစံနဲ့ထုတ်ပေးပေါ့နော်တစ်ထည်လုံး တယောက်တည်းဆိုလို့ရှိရင်တော့ပုံမှန်အေးစိတ်ထိုးမဲ့ဆိုလို့ရှိရင်တော့မတို့တော့တရေကြကြောက်တော့ကြားတယ်ပေါ့နော်အခြေကတော့ပေးရတယ်ကဲဒီပုံစံတိုင်းပဲဆက်ပြီးတော့ထုတ်သွားပါမယ် sequence 3C ရဲ့ sequence 6လေးရဲ့ အဲပလဲလုံးလေးရဲ့အဲ့ဒါကိုတစ်ဆက်ပြည့်အောင်ထုတ်သွားပါမယ်ကဲဒီမှာထိုးလိုက်ပါပြီပိတ်စားပေါ်မှာလာထိုးမယ်ပြီးရင်အဲပလဲလုံးလေးတွေကစီစီလေးဆိုတော့ကြည်ရတာတမျိုးပူလှတာပေါ့เนาะအဲ့တော့မကအဲ့လိုပုံစံလေးယူလိုက်တယ်အဲ့ဒါじゃ ကဲဒါဆိုလို့ရှင်မောက်ဆက်ပြီးတော့ထုတ်ပေးပါเนาะဆက်ပြီးတော့ထုတ်ပေးသွားပါအကုန်လုံးမပြတော့ဘူးเนาะလွယ်လွယ်လေးဆိုတော့လေ ီတိုင်းပဲဆက်ပြီးတော့ထုတ်သွားပါမယ်ဒီတိုင်းလေးပဲဆက်ပြီးထိုးသွားလိုက်ပါလိမ့်ရှင်။ကဲဒါဆိုလို့ရှိရင်တော့မှအဲပြီးသွားပြီပေါ့နော်။မှဆက်ပြီးထိုးလိုက်တာလေ။ဒါကတော့ရက်ကွေးထဲမှာရှိလို့မပြတော့ဘူးနော်။ ကဲအင်ဂျီပုံလေးပြီးနေတာလေးကိုပြပေးလိုက်ပါတယ်နော်ဒီမှာဒီပုံစံလေးအဲကျဲဒီနားမှာကြားနေတာလေးကိုပြန်ဖြည့်ရမယ်နော်သူကဝေါ်လိုက်လို့ရှိရင်ကြောမှာဟားနေလို့ရှိရင်ပြန်ဖြည့်ပေးရမယ်ကဲဒီမှာနော်လိုအပ်တာလေးတွေကိုတစ်ချောင်းတစ်ချောင်းလောက်အပူလေးဟိုဟာဖြည့်ထားပေါ့နော်ပြန်ဖြည့်ပေးလို့ရအောင် ယ်ဒီလုံနဲ့မတို့ရဲ့ဒီပလုတ် တွဲလေးတွေကကြောပြောင်းတွေမှာထဲလို့ပြီးသားပါပြီလွယ်တာတော့အရင်လွယ်ပါတယ်နော်ထုံးစံတိုင်းခုမှစပြီးလေးလာမယ်စီကွင်းထိုးမယ်ပလုတ်တွဲလုံးမယ်ဆိုတဲ့သူဒီအတွက်ကိုရည်ရွယ်ပြီးတော့ပြပေးလိုက်တယ်ကျွမ်းကျင်တဲ့သူတွေကဆယ်သမားတွေကတော့အမကြည့်ပါနဲ့ကြိုသွားပေးပါနော်ကဲဒီလိုလေးပါနော်ပြီးသားပါပြီမာ ဘလောက်တွေ့သေးတာတော့ပြီးသွားပါပြီမာယုံမမဝတ်ပြပေးမယ်နော်ပြီးရင်မာယန်ကိုမလှတယ်သူကဘာလို့ခဲလေးထက်လိုက်တယ်လဲဆိုတော့ထမိန်မှာခဲလေးပါနေတယ်နော်ထမိန်မှာခဲလေးပါနေတယ်အဲ့ဒါကြောင့်မာဒီမှာခဲလေးနဲ့ပြီးရင်ပဝါလေးကလည်းခဲရောင်လေးဆိုတော့လေအဲ့တော့လေးတွဲပေးလိုက်ပါတယ်ဒီမှာနော်ခဲမဲလေးပါနော်အဲ့တော့ဒီပုံစံလေးနော်နုပလာရိုးရိုးရှင်းရှင်းလေးပါအဲအယုံမလေးမှာဝတ်ပြပေးမယ်နော် အယုံမကလည်းကြီးနေတော့အင်ဂျီယာဝေါ်တာတိတ်မဆက်ဘူးပေါ့နော်ဒီလိုပုံစံလေးပဲကြည့်သွားပြီနော်လာပါတယ်ဒီမှာနော်ချစ်စရာလေးကောင်းနေအေးလှလှလေးရပါပြီဒါဆိုလို့ရှိရင်တော့မတို့ရဲ့အင်ဂျီလေးရကြတော့ဒီနောက်ချက်လေးလည်းပြီးသွားပါပြီဒီလအရှိမယူခြင်းဘူးဆိုလို့ရရဲ့နော်ဒါလေးကအရှိဖက်ခြင်းလေးပေါ့နော်အားလုံးစင်ပြေကြပါစေ MC Fishing ပါ